ကျွန်တော်ကတော့ဟိုကျွန်တော်တို့ဣသုရှိတော်ဗာဒီအဘုဒ္ဓကြီးနဲ့တွေ့ဆုံလုံးနောက်မှာကျွန်တော်တို့အရက်ဒေတာမှာဖြစ်ပေါ်နေတဲ့တောင်သူလေသမားရေးရာကိစ္စလေးကိုကျွန်တော်ဟိုတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့တောင်သူလေသမားများရဲ့အရေးဟာကျွန်တော်တို့ဟိုတိုးတိုးနဲ့အချက်၅ချက်ကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးလေယာထွန်းရခြင်းကိစ္စ ပြောချခြင်းကိစ္စအလုံးသမားကုန်ကြခြင်းကိစ္စပေါ်မွားတိရစ္ဆာန်များတွေ့ဆေဝါများကုန်ကြစေကိစ္စရိတ်သိမ်းခြင်းကိစ္စတို့ပြောပါလေဒီကိစ္စအဝဝတွေမှာထွန်ရက်ခဘာကြောင့်ဈေးကြီးဈေးကြီးရတာလဲထွန်ရက်ခကျွန်တော်တို့စီဘိုးကဒီလိုဒီလိုဖြစ်နေလို့ပါစီဈေးဈေးကြီးလို့ပါတေရကောက်ကို7000 9000ယူရပါတယ်ဟုတ်ပါပြီတစ်ချက်ပြောချခြင်းကိစ္စလုံးသမားတွေအဲမိကလေးတောင်တောင်တွင် တောင်သူတွေမှာခေါ်တုံးနေရပါတယ်။ယောက်ျားလေးဆိုရင်နှစ်တောင်းတောင်သူတွေမှာခေါ်တုံးနေရပါတယ်။အလုတ်သမားများကုန်ကြစီပြီးတော့ပိုးမြောင်အပင်ဖြစ်ထွန်းလာတဲ့အခါကျတော့ပိုးမွားများကနှိမ်နင်းရေးစေဖို့အပင်များအသီးများပွင့်လင်းဖို့စေဖို့ဒါတွေဟာအရန်စေကြီးနေတဲ့အခြေဖြစ်ပါတယ်။ဒါကကုန်ကျွန်တော်တို့ဟိုဈေးကြီးတော့ဗောနော်ဈေးကြီးတော့ကျွန်တော်တောင်လေသမားကြီးကကုန်းဆွဲနေရတဲ့ကုန်ကြစီ ။နောက်ရိတ်သိမ်းချိန်အခုကျွန်တော်တို့ရိတ်သိမ်းချိန်မှာတောင်သူတွေကတေရကောက်စပါးခုနှစ်ဆရာနေပြီးတော့တရားဝန်းကျင်ထွက်။ဒီတရားရဲ့ဝန်းကျင်ကိုရောင်းချလိုက်တဲ့ဇင်းလုံးဒီယနေ့ရေမြောက်နေတဲ့စပါးဒီကိုသိမ်းမဲ့ရလာ။လက်ရှိလက်ရှိကျွန်တော်တို့ဒီနေ့24ရက်နေ့အခုကျွန်တော်ဟောပြောရတော့ကျွန်တော်မင်းမြန်းနေတဲ့အချိန်ထိကိုသိန်းစီပဲရလာ။ရေမြောက်တဲ့စပါးကောင်းဒီ72သိန်းစီရလာ။ 地地界公家母的外毛呢也难的，呃，像罗十八亩呢水，像罗张土田嘛，胸边的下的路应该也有四排。大阿爸讲来做，像罗罗公孙农呢，像罗张土田特大的十八岁的七万啊八牛。像罗张土田的一个冬水里的三亩棉花杂种和六大块的地。 ချိန်မီတစ်ဖက်မှာအတန်မတန်ကုန်မှလင်းနေနေပါလေဘလို့မှမပြန်တဲ့လို့မရတဲ့အနေသားတွေဖြစ်တဲ့တောင်သူတွေရဲ့ဘဝကျွန်တော်ပီပီပီပြည်သူ့ရှေ့ဆောင်ပါတီကြီးများတကယ်လို့ကျွန်တော်တို့ပေါ့နော်ဟိုနိုင်ငံတော်ကိုအုတ်ချုပ်ခွင့်ဒါတော့တန်နေရရခဲ့တော့ချိန်ကျွန်တော်တို့တောင်သူတွေရဲ့အပေါ်ကိုအဲကျွန်တော်တို့ဘလို့များအဲကျွန်တော်တို့ဆောင်ရင်းပေးနိုင်မလဲ အဲဇင်းလုံးဝေသုံးရတဲ့ဇင်းလုံးလေးရဲ့ဟိုကုန်ကြမှုကြီးကိုဘယ်လိုများထိန်းသိမ်းနိုင်မလဲဆိုတာကိုတာယုဂ္ဂရာကြီးကိုမြင်းမြန်းတို့ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်။ဒါကျမလေဟိုပကိုးတိုင်းသွားတော့လဲဒီမေးကုန်းမဲ့အမေးခံရပါတယ်ရှင်။အဓိကဟိုပေါ့နော်အကိုကြီးမေးတဲ့အချက်မှာအချုပ်လို့ပြောလို့ရှိရင်တော့ဒီသွင်းအားစုတွေကဈေးကြီးပြီးတော့မှာ တကယ်တမ်းထွက်လာတဲ့စဘာကြတော့ဈေးမရအောင်ပေါ့နော်ဈေးမရတော့တောင်သူတွေကတောင်သူတွေကအရှုံးနဲ့ပေါ်နေပြီးတော့မှဒီလဲလုတ်တယ်ဆိုတော့တော်တော်ပြင်းမှန်းပါတယ်ရှင်ဒီကဲခွေလဲဟိုပေါ့နော်ဒီဟာဟင်းလင်းပြင်းကြီးမှာနေနေပူတဲမှာအလုတ်လုတ်ရတဲ့ကိစ္စပေါ့နော်တော်တော်လေးပြင်းမှန်းပါတယ်ဒီလိုပြင်းမှန်းပေမဲ့လည်းဟိုဆိုက်ရကြိုးမနှက်တာလေးပေါ့နော်ဒါတွေဖြစ်နေတာဒါတွေရှိပါတယ်ရှင်ဆိုလို့ရှိရင်ကျွန်တော်တို့သွေးအားစုတွေဈေးကြီးနေတာပေါ့နော်သွေးအားစုဈေးကြီးတာကတော့သွေးအားစုလို့ပြောလို့ရှိရင်တော့ အမျိုးအမျိုးစပါးဈေးကြီးတယ်ပြီးလို့ရှိရင်ဒီမြေပြင်ရတဲ့ဈေးရိတ်တွေဈေးကြီးတယ်ပြီးလို့ရှိရင်ရေရဖို့ပေါ့နော်ဒီအောင်ရေရဖို့ပေါ့နော်ဒါတွေလည်းခက်ခဲတာတွေရှိတယ်အဲနောက်တစ်ခုကတော့ဒီပေါင်းသက်ဈေးတို့ကိုသက်ဈေးတို့ပေါ့နော်ဒါတွေဈေးကြီးတယ်မြေဩဇာတွေဈေးမြင့်တယ်အဲနောက်တစ်ခုကတော့ထွန်ရဲစိုက်ပျိုးဈေးဈေးကြီးတယ်ပေါ့နော်ဒါလေးတွေဖြစ်နေတယ်ဖြစ်နေပြီးတော့မှတကယ်တမ်းစဘာလဲထွက်လာရောဒီစဘာဈေးကြတော့မရတဲ့ခါကြတော့ဈေးကြတဲ့ခါကြတော့ကျမတို့ဒီဟို မကြိုက်ဘူးပေါ့နော်မကြိုက်တော့ကျွန်တော်တို့ပါတီအနေနဲ့လည်းစိုးရိမ်ပါတယ်အဲဒီလိုဟိုလဲဆိုင်ကျင်တဲ့သူတွေအဲလဲဆိုင်ကျင်တဲ့လူတွေအဲဘယ်လိုပြောမလဲရှင်လဲလဲဆိုင်ကျင်စိတ်ကုန်သွားပြီးတော့မှလဲမဆိုင်တော့ဘူးဆိုလို့ရှင်ကျွန်တော်တို့စပားထွက်နှုံးနေကြပြီးလို့ရှင်နိုင်ငံရဲ့စံနှိုက်ခါဖူလုံတာလဲအထီးကိမ်မှာစိုးပါတယ်ရှင်အဲအဲ့ဒါကိုလဲဒီလက်ရှိ လက်ရှိအစိုးရကတော့တော်တော်လေးတော့တွန်းအားပေးပြီးဆောင်ရွက်နေပေမဲ့လည်းအခြေအနေကတော့ခုနတင်ပြတဲ့အတိုင်းဖြစ်နေတာပေါ့နော်အဲ့ဒါအဓိကတော့ကျွန်မနံပါတ်၁ကတော့ခုနသွင်းအားစုတွေဈေးကြီးတဲ့ကိစ္စကတော့ကျွန်တော်တို့ဒီသွင်းကုန်လိုက်စင်တွေကိုထိန်းထားတဲ့ကိစ္စဖြစ်ပါလိမ့်ရှင်းသွင်းကုန်လိုက်စင်တွေထိန်းထားတဲ့အချိန်မှာအဒီပစ္စည်းတွေသွင်းရတာခက်ခက်ခဲတယ်ပေါ့နော်နိုင်ငံတကာကနေနိုင်ငံခြားကနေပစ္စည်းတွေသွင်းရတာခက်ခဲတဲ့အခါကျတော့သွင်းကုန်လိုက်စင်တွေကို ကျွန်တော်တို့ဖြေလျှော့ပေးဖို့လိုအပ်နေတာဖြစ်ပါလားရှင့်အဲ့ဒါတစ်ခုပါရှင့်အဲနောက်တစ်ခုကတော့ဒီကုံဟိုပါပေါ့ရှင့်ဒီတည်ယူပို့ဆောင်စီညှင့်တက်နေတာပေါ့နော်တည်ယူပို့ဆောင်စီဆိုတာခုနမျိုးစဘာပဲဖြစ်ဖြစ်ဓာတ်မြေဩဇာပဲဖြစ်ဖြစ်ပေါင်းတက်စီပို့တက်စီပဲဖြစ်ဖြစ်အဲတဏျာနေတဏျာတည်ယူပို့ဆောင်စီပေါ့နော်ပြီးစဘာထွက်လာတဲ့အချိန်ပဲဖြစ်ဖြစ်တည်ယူပို့ဆောင်စီတည်ညှင့်တက်နေတာကတော့နှစ်မျိုးရှိပါလားရှင့်ခုနစီစေးကြီးတာလည်းတကြောင်အဲပြီးလို့ရှိရင် အဲ gate တွေဖွင့်ထားတာပေါ့နော် gate တွေဖွင့်ထားတယ်တနေရာကနေတနေရာကိုအဲဒီလို gate တွေမှာပတ်စံပေးပြီးတော့မှဖြတ်ရတာလို့တွားရလာရတည်ယူဖို့ဆောင်ရခက်တဲ့ကိစ္စတွေပါရှင်အဲဒါလေးဒါလေးရှိနေတာဖြစ်ပါလေအဲ့ဒါကြောင့်မို့ကျွန်တော်တို့မှာငင်းချမ်းရေးကတော်တော် ရေးကြီးပါရှင်ဒေတာမှာငင်းချမ်းရေးရှိဖို့ပြီးလို့ရှိရင်ငင်းချမ်းလုံခြုံဖို့ပေါ့နော်တရားဥပဒေစိုးမိုးဖို့အဲဒါလေးလည်းတော်တော်ရေးကြီးပါတယ် ဟိုဆိုလို့ရှိရင်ကျွန်တော်တို့ပါတီနေနဲ့တော့ဒီဟိုကျွန်တော်တို့ကိစ္စတွေကိုပေါ့နော်ဒီလိုမူဝါဒကိစ္စတွေကိုဆောင်ရွက်ဖို့လို့အတွက်ကိုကျွန်တော်တို့ကော်မတီတွေဖွဲ့ပြီးဆောင်ရွက်ပါတယ်ရှင့်ကျွန်တော်တို့ရဲ့ဒုက္ခထတစ်ပေါ့နော်ဦးမြင့်မောင်ထွန်းဆိုလို့ရှိရင်တောင်းတောင်းသူလယ်သမားရေးရံနဲ့ပတ်သက်ပတ်သက်တဲ့အဲပတ်သက်တဲ့ကော်မတီဥက္ကဋ္ဌဖြစ်ပါတယ်ရှင့်ကျွန်တော်တို့ဒုက္ခထတစ်ကြီးလဲအဖြေပေးခြင်းတယ်လို့ထင်ပါတယ်ရှင့်ဒုက္ခထတစ်ကိုဖိတ်ခေါ်ပါတယ်ရှင့်